က်စပီတိုဘယ်လိုလျှောက်လို့ရလဲအောက်စပီတိုလျှောက်ဖို့အတွက်ဘာတွေလိုအပ်လဲ qualification တွေဘာတွေလိုအပ်လဲ language level ဘယ်လောက်လောက်ရှိနေအောက်စပီတိုလျှောက်အားအဆင်ပြေလဲပြီးတော့ရင်တကယ်ကိုယ်တိုင်ရခဲ့တဲ့အောက်စပီတိုရဲ့ experience တွေကိုဒီ video ထဲမှာပြပြပေးသွားပါမယ်အဲ့တော့ကျေအရင်ဆုံးကိုယ့်ကိုမိတ်ဆက်ချင်ပါတယ်ဒီကတော့ aesthetic twitch ရဲ့ အာဂျမစ်ဆရာမဖြစ်ပါရပေါ့နော်အစသွား share founder လည်းဖြစ်တယ်ပြီးတော့ရင်အာကျွန်တော်ဒီလွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်ပေါ့နော်နှစ်နှစ်ခွဲသုံးနှစ်လောက်အလောက်လောက်ဖြစ်မယ်ထင်တယ်ကျန်လည်းနည်းနည်းတော့ပါဖြစ်သွားတယ်အဲ့တော့အဲ့ဒီအချိန်လောက်တုန်းကအာဒီဂျမနီမှာရှိရဲဒီဟမ်ဘုတ်နားမှာရှိရဲအော့စပီတုံပေါ့နော်အဲ့ဒီဟမ်ဘုတ်ကအော့စပီတုံကိုရခဲ့ရပေါ့နော်ဒီချိန်တုန်းကရခဲ့တာတော့ဒီချိန်တော့နားစင်းနဲ့ရခဲ့တာဒီချိန်ပထမဦးဆုံးအုံးဒီအော့စပီတုံရှောက်တာလည်းဟုတ်တယ်အဲ့ပထမဦးဆုံးမှာပဲရလိုက်တယ်ပေါ့နော်အော့စပီတုံကိုအဲ့ဒီတုန်းကအာဂျမနီမှာရှိရဲဟမ်ဘုတ်မှာရှိရဲအော့စပီတုံကနေတစင်ရွေးခံရတာပေါ့နော် အဲ့တော့အခုကျပထမဆုံးပြောချင်တာက Ospidon ကိုရှောက်ပြီဆိုရင် Ospidon ကဘာလဲပေါ့နော်ဒါကတော့ကျတော့ ospidon.d မှာပေါ့ကြည့်လို့ရတယ်။အဲ့ Ospidon ဆိုတာဘာလဲဆိုတာအရင်ပြောပြပေးမယ်။အကယ်၍ Ospidon အကြောင်းမသိရအကြောင်းသားတွေအတွက်ပေါ့နော်။အဲ့ Ospidon ဆိုတာကကျောင်းဂျာမနီမှာသူတို့အတွက် war training ပေါ့နော်။ Ospidon ကိုဘာသာပြန်ကျော် war training တခုလိုဘာသာပြန်လို့ရတယ်။သူကကျတော့အလုပ်လဲလုပ်ရင်းနဲ့အပတ်စံလဲရတယ်ပေါ့နော်။တနည်းအားဖြင့်ဆိုရင်အဲ့အလုပ်လဲလုပ်ရင်းနဲ့ပတ်စံလဲရတယ်။သူတို့ဘက်ကနေပြီးတော့ကိုယ်တလားတလား စရိတ်ပေးရပေါ့နော်စရိတ်ပေးရခါကျရင် तू က war training သဘောမျိုးတစ်ခုဖြစ်တဲ့ကြောင့်မလို့ကိုကလည်းစာလဲလေးလာရတယ်စာလဲလုပ်ရင်းနဲ့အာစာလဲလုပ်ရင်းနဲ့အလုပ်လဲပြန်လုပ်ပေးရရပေါ့နော်အဲ့လိုပုံစံမျိုးပါအောက်စပီတိုမှာတော့ तू ကတော့အများကြီးတော့ရှိရဲ့အိတ်ထဲမှာကျ general ခြုံပြီးပြောရမယ်ဆိုတကယ် experience ရအောင်ဆိုရင်တော့ဒါကိုကလည်းပဲစာရေးလေးလာရတယ်ကြာချိန်ကကျတော့ general ကပြ3နှစ်လောက်ကြာတယ် ဟိုနှစ်နှစ်လောက်ကြာတာကြီးလဲရှိရရှင်ပဲနည်းနည်းနည်းတယ်ပေါ့နော်နှစ်နှစ်ခွဲလောက်တွေပါရတော့တခါတော့မြင်ဖို့ပဲမဲ့ကြာနည်းနည်းနည်းတယ်သုံးနှစ်လေးနှစ်လောက်ထိရှိရပေါ့နော်တချို့ hospital တွေဆို၄နှစ်လောက်ထိကြာတာရှိရအဲ့တော့ hospital ကတနည်းအားဖြင့်ဆိုအလုပ်ပဲပေါ့နော်ကိုကအဲ့အလုပ်ကို professional အနေနဲ့သွားချင်တယ်အဲ့အလုပ်နဲ့ပဲကိုကသွားချင်တယ်သူအတွက်ဆိုရင်တော့ hospital ကတင်တော်တယ်သူက hospital မှာအလုပ်လုံးနေဟိုစတင်တယ်စတင်တယ်ဆိုတာစလေးလာရပေါ့နော်စလေးလာရစလေးလာရနေအလုပ်လဲလုပ်တယ်အလုပ်လဲလုပ်ပြီးတော့အဲ့မှာပတ်စံရရပေါ့နော်တကယ်တကယ်တော့က hospital ဆိုရင်ကြတော့တကယ်က ော့နားစင်နဲ့ရခဲ့ရပါဘောเนาะအဲ့တော့အဲ့တုန်းကဆိုရင်အကြတော့သူကအဲအဲ့ဒီလိုမျိုးဟိုတလဟိုတချို့လုံးကကြတော့ ပထမနှစ်ပေါ့နော်3နှစ်3နှစ်ကြာတယ်သူ့ရဲ့ဓာဝါကြာမြင့်ချိန်ကတော့3နှစ်ကြာတယ်3နှစ်ကြာပြီးတော့နားစင်းကတော့တော်တော်လေးလဲသူတို့ဘက်ကပြန်တော့ရရပေါ့နော်အိမ်ဝါကျတော့ပထမတစ်နှစ်ကိုအာယူရို1100ကျော်လောက်သူတို့ပေးရပေါ့နော်အတီးကြတော့ကျ1100နဲ့ဘယ်လောက်ဆိုတာကျတခြားတော့မှတ်မိတော့အဲ့တော့ကတော့1100ကျော်လောက်ကိုသူတို့ပေးရဒုတိယနှစ်ဆိုရင်ဒီထက်ပိုမြင့်သွားတယ်1200ကျော်နောက်တစ်နှစ်ဆိုရင်1300 1400ပေါ့နော်အဲ့တော့လောက်လောက်ထိသူတို့ပေးရတစ်လောက်ပေါ့နော်တစ်လောက်ပေးရပြီးနေစရာတွေဘာရောဘုန်းကမိုင်းရှာဖ်နဲ့နေရတာအဲ့တော့ကကျတော့ဘုန်းကမိုင်းရှာနဲ့နေရမယ်လို့ပြောရပေါ့နော်ကျအဲ့အဲ့လောက် တော့မှဆိုရင်အဲ့တော့ဘုန်းကမိုင်းရှာဆိုတာဘာကိုပြောရလဲဆိုရင်ကျွန်တော်ဒါထားပါတော့တိုက်ခန်းနဲ့ထားပါတော့ဥပမာအဖြစ်တိုက်ခန်းတစ်ခုထဲမှာဟိုကိုပိုင်ခန်းကိုပိုင်ခန်းလေးနဲ့ပေါ့နော် Qshare တို့ဘာတို့ကကြောက်ပေါင်းသုံးရအဲ့တော့ Qshare တို့တခြားအာဒီဘာကြောက်ဘာဒစမာတို့ဘာတို့ကကြောက်ပေါင်းပြီးတော့သုံးနေပေါ့နော်ပေါင်းပြီးသုံးနေအဲ့တော့မီးပိုချောင်းနေပြီးသူရဲ့တခြားရေချိုးခန်းနေပိုင်ချောင်းကွက်ကွာပေါ့နော်အဲ့ဒါကြီးကပေါင်းသုံးနေပြီးတော့ဂျန်နာကြောက်ကိုခန်းလေးနဲ့ကိုရရဲအဲ့အခန်းစရိတ်တွေကကြောက်ခုနကကျေတို့ရတဲ့ အဲဒီပတ်စံပေါ့နော်ထောင်ဒီတလောက်တို့ထောင်တထောင်ကျော်ပေးရထောင်တရာကျော်လောက်ပေးရအနည်းဆုံးစောင့်ဝင်တာနဲ့အဲ့ဒီပတ်စံတွေထဲကနေပြန်နှုတ်တယ်ပေါ့နော်ဒါကတော့ကျဲ experience ရပါကျဲရခဲ့တဲ့ဟာပေါ့နော်ဒါပေမဲ့တခြား outspeedo တွေအလုပ်တွေလည်းရှိသေးတယ် outspeedo ကတခြားအလုပ်တွေအရကျတော့သူ့ရဲ့အလုပ်ပေါ်မူတည်ပြီးတော့ပတ်စံကတစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်ပြန်ရတဲ့ပတ်စံမတူဘူးသူကကျတော့အဲ့3နှစ်ဆို3နှစ်4နှစ်ဆို4နှစ်ပေါ့နော်ကိုယ့်ရဲ့ outspeedo ပေါ်မူတည်ရဲ့ကျုပ်တို့ကတော့အဲ့နာစင်က3နှစ်လောက်ကြရပေါ့နော်3နှစ်လောက်ကြရ outspeedo 3နှစ်ပြီးသွားရင်သူက diploma လို့ခေါ်ရပေါ့နော် diploma ခေါ်ပြီးတော့အဲ့ဒီဟာကိုတို့ဒီဒီပလိုမာပေါ့နော်ထားပါတော့အဲ့ဒီဒီပလိုမာကိုတို့ပေးရဲအဲ့ဒီဟာကိုဒီပလိုမာကိုတို့ပေးရဲပေးရဲခါကျရင်တို့ကဒါကို professional အနေနဲ့လုပ်တဲ့အာ worker တောင်ဖြစ်သွားရဲပေါ့နော်ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ဒီ career နဲ့ပတ်သက်ပြီးဆိုတော့ပေးရဲအဲ့ဒီ၃နှစ်ပြီးသွားရင်တော့အာကိုကအဲ့ဒီ diploma ရရသွားပြီးဖြစ်တဲ့အခါကျရင်ကိုက ်အလုံးလုံးတဲ့ခါကျရင်အိတ်ထပ်ပို့ပြီးတော့ပတ်စံပို့ရရပေါ့နော်လုံးနေရဲစာလဲလေးလာအလုံးလဲလုံးနေရဲနှစ်ခုတွဲနေရဲအချိန်မှာတော့အာပတ်စံကဒါတထောင်ကျော်လောက်ကနေစပြီးရပေါ့နော်ကျဲလူလုံးကတော့1100ကျော်အဲ့လောက်လောက်ကနေစပြီးရနောက်ပိုင်းဆိုရင်တော့ပုံမြင့်နေအာတခြားအမြင်ရဆိုရင်တော့ဒီနားစင်ပိုင်းကတော့တော်တော်လေးပေးရများတယ်လို့တော့ထင်တယ်ပေါ့နော်ဒီ hospital လုံးနေတဲ့အချိန်ကာလအတွင်းမှာပေးရတော့နာစင်လဲမဆိုးဘူးပေါ့နော်များတယ်ဟိုချေလိုက်ကြည့်ရထင်ပါလိမ့် ဘကုတ်ကျဲဒီမှာဆိုရင် ausbeton.d ဆိုပြီးတော့ screen လေး share လိုက်တယ် ausbeton.d ထဲမှာဆိုတော့နောက်က da ဆိုတာ deutschland ကိုပြောတာပေါ့နော် germany အဲ့တော့ခုနကပြောသူပဲ ausbeton ausbeton ဆိုတာကကြတော့ germany မှာ အလုပ်လုပ်တာပေါ့နော်အလုပ်လုပ်တဲ့အပိုင်းကနေရုပ်သွားတာအဲ့အလုပ်ကိုကိုကတတိကျကျ professional ကျကျလုပ်ချင်တဲ့သူတွေအတူပါပေါ့နော် hospital program ဖြစ်တဲ့အလုပ်လုပ်နေရင်လည်းသူတို့ဘက်ကနေပြီးတော့ပတ်စံလဲကိုပေးရပေါ့နော်အလုပ်လုပ်တဲ့ဆိုအလုပ်ကြီးပဲလုပ်တာတော့မဟုတ်ဘူးကျေစာလီလာတာစာလီလာအလုပ်လုပ်တဲ့ပြီးတော့အဲ့ဒါကိုပတ်စံပေးရပေါ့နော်ဒါ hospital မှာမူတည်ပြီးတော့တခုနဲ့တခုတော့မတူးပေါ့နော်ဒါတော့ချစ် experience ပဲအဓိကပြပြပေးထားပါအဲ့တော့ကျေးဇူးပါချင်းပါ အဲ့တော့ကြောဒီမှာပေါ့နော် Daniel Sukon started clear ဆိုပြီးတော့ဒီမှာသူပေးထားတယ်အဲ့တော့ဒီ auspedo.d ဆိုပြီးတော့ကိုယ့်ရဲ့ laptop ကြီးဖုန်းနေထဲမှာရှာကြည့်လိုက်လို့ရရပေါ့နော်ဒါကကိုယ်တိုင်လည်းရှောက်လို့ရတယ်သူဒီမှာဆိုရင် village sukon ဆိုတာသူဒီအအဓိက famous ဖြစ်တဲ့ဟာတွေပေါ့နော် popular ဖြစ်တဲ့ဟာတွေ popular ဖြစ်တဲ့ရှာကြတာတော်တော်များများ popular ဖြစ်ကြတဲ့ဟာကြတော့ဒါဆို flaker တွေရှာကြတာများတယ်ပေါ့နော် assage တပြည့် cloud front တွေပါလည်းရှာကြတယ် အဲ့တော့ flavor ကိုကြည့်ဒီမှာရှာပြမယ်ပေါ့နော်ဒီမှာတခြားကိုရှာချင်တာရှိရင်လည်းကိုပတ်သက်ကိုရိုက်ရှာလို့ရတယ်နော်ဒီမှာတခြားအများကြီးရှာလို့ရတယ်ဒီမှာဥပမာပြခဏလေးကြည့်မရှာသေးဒီမှာဆိုပြမယ်ပေါ့နော်ဒါဆိုရင်26 226စာအဲ26နေရာလောက်လွတ်တယ်အဲဒီဘက်ကပေါ့နော် backer လို့ပါတော့အစားရှိတစ်ဖြစ်ဒါဆို945လောက်လွတ်တယ်ပြီးတော့ရင်ဒီမှာ နော်အဲ့တော့ဒီမှာဆိုရင် app ပေါ့နော် app ဆိုတာမှားစပြီဒါ1900လောက်ကနေစပြီးတော့ရမှာပေါ့နော်သူတို့ဒီမှာ outspace တို့ tower ကြာမြင်တဲ့ချိန်က drying ရဲ3နှစ်လောက်ကြာမယ် outspace တို့ကတော့ဟို outspace ကတော့ generator အဖြစ်3နှစ်လောက်တော့ generator ကြာရဲပေါ့နော်အဲ့တော့အစားရှိတဲ့ဖြစ်ပေါ့နော်အဲ့တော့ကျောဒီမှာဘယ်အချိန်ဒီမှာ arbyte size ကသူ့ရဲ့အလုံးလောက်ရတဲ့အချိန်ဒီပေါ့နော်ဘယ်လိုအချိန်ဒီမှာလောက်ရမှာဒီမှာဆို nax ညာပိုင်းလဲလောက်ရမှာ unbook enter မှာလဲသူလောက်ရမှာပေါ့နော်ဒါကိုသူပေးထားတဲ့အစားရှိတဲ့ဖြစ်ပေါ့နော်အလုံးတရာတော့အစုံရှိရဲ့ ဒီ auspedon ထဲမှာလေ auspedon ဆိုတာကကျတို့ဟိုလိုမျိုးနားစင်တစ်ခုပဲရှိရမျိုးမဟုတ်ဘူးအများကြီးရှိရကိုရှာခြင်းနဲ့အလုံးမှန်တမ်းများအကုန်ရှိရပေါ့နော် auspedon ထဲမှာအဲ့တော့ကျို့ဒီမှာ flavor ကိုချေရှာပြမယ်ပေါ့နော်အဲ့တော့တခြားကိုစိတ်ဝင်စားရတာဆိုလဲရှာလို့ရတယ်နော်ဥမာ support မှုလို့ပါအလိုမျိုးစားရှိတစ်ဖြစ်ပေါ့နော်ကိုကြိုက်တာရှာလို့ရတယ်ဒါဆိုအလုတ်က auspedon flavor နေရာတွေက၄000ကျော်လောက်လွတ်နေတာအလုတ်က၄000ကျော်လောက်လွတ်နေတာပေါ့နော်ဒါ sugar ဆိုရအမ် ်ရုပ်ဒီမှာပေါ့နော်ဒါဆိုရင်သူတို့ဘက်ကနေပြီးတော့ offer လုပ်ထားရဲ့ hospital လူလူတွေလိုနေရပေါ့နော်ဒါ flake ကတော့ဘာလို့ကြာတော့လေးနည်းနည်း demand အရင်များရဲလိုတာအရင်များရဲလိုအပ်တဲ့အဲ့လူရေတော့ကအမြင်နဲ့များနေတဲ့အကြောင်းမလို့ flake ကတော့ဘာလို့ကိုကအကယ်၍စိတ်ဝင်စားရဲဆိုရင် flake ကတော့ဘာလို့ရှောက်ရင်ဒီချက်အမြင်အရဆိုရင်တော့ရဖို့ကိုကပုံမှန်ထပ်ပို့ပြီး chance များရဲပေါ့နော်ဘာလို့လဲဆိုတော့ demand အရင်များရဲ demand အရင်များရဲအတွက်ကြောင့်မလို့ကိုဘက်က language level ကတော့ကိုဘက်ကကောင်းနေရဆိုရင် ပါဖို့အများကြီးပေါ့နော်တကယ်တော့ကလည်းဒါလုံးဝဟို first attempt ပဲပထမဆုံးချိန်လျှောက်တာပဲဒါပေမဲ့ပထမဆုံးချိန်ပဲပါသွားပါပေါ့နော်အဓိက language ကောင်းလို့ပေါ့နော်အဲ့တော့ကျုပ်ဒီမှာဆိုကြည့်လို့ရတယ် auspedon နေအဲ့တော့ auspedon မှာဒါ flea ကပေါ့ဒါ share flea လို့ရှာလိုက်လို့နော် flea နဲ့ပတ်သက်ပြီးတော့ဟိုယောက်ျားလေးပဲဖြစ်ဖြစ် main ကလေးပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာဟိုကကြည့်လို့ရတယ်အဲ့တော့ကြည့်လို့ရတယ်ဥပမာအဖြစ်ကျအပေါ်ဆုံးလေးတစ်ခုဝင်ကြည့်လိုက်မယ်နော် သူပြီးတော့လေကျွန်တော် out speed တုန်းကတော့နှစ်ချိန်ရှိရေပေါ့နော်တစ်နှစ်ကိုနှစ်ချိန်စတာရှိရေဒီချိန်တုန်းကကြာတာဒီချိန်ကကသွားမယ်ဆိုရဲ့အချိန်တုန်းကကျွန်တော်ကနှစ်လပိုင်းမှာထွားမှာနှစ်လပိုင်းအကုန်မှာထွားမှာပေါ့နော်အဲ့တော့ကနှစ်လပိုင်းကိုမှာထွားမှာဘာလို့လဲဆိုတော့ကျွန်တော်ကဒီ match တို့ဘာလို့မှာစရဲအဲ့ဒီ out speed တုန်းကိုဝင်တာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့လေသူက out speed တုန်းကနှစ်ချိန်ရှိရေအဲ့တော့နှစ်ချိန်ကတော့ကျွန်တော်ဥမာနည်းနည်းပြန်ရှာကြည့်လိုက်ပေါ့နော်ကျွန် အတိအကျချင်မမှတ်မိတော့ကျေတို့တော့ကနှစ်လပိုင်းအကုန်လုံးမှာတွားရတာဒီမြန်မာပြည်ကနေထွက်ပြီးရှားမနေတွားရတာပေါ့နော်အဲတခုတော့ရှိရချင်အဲ့တော့ကအဲ့ဟာကိုမလုမလုခဲ့ကိုပြန် cancel ခဲ့ရပေါ့နော်အဲ့တခုတော့ကျေပြောပါမယ်အဲ့တခုကကျေ cancel ခဲ့တာအဲကျေကဒီချင်းမိုင်းမဲဝါသနာပါရတဲ့ကြောင့်မလို့ဒီချင်းမိုင်းကိုပဲအခုချိန်ကြီးဆက်လုံနေရပါဘောเนาะစာတင်နေဆရာမအနေနဲ့ပဲဆက်လုံနေရဒါကြောင့်ចောင်းသားတွေလိုအပ်မထင်လို့ပြန်ပြီးတော့ sharing ပြန်လုပ်ပေးတာပေါ့เนาะနည်းနည်းလေးကြာတော့ကြာနေပြီနှစ်နှစ်ခွဲသုံးနှစ်လောက်ရှိနေပြီဒါပေမဲ့ခုနောက်ပိုင်းစိတ်ဝင်စားတဲ့ចောင်းသားတွေလည်းအများကြီးတော့ကြောင့်မလို့ပြန်ပြီးတော့ ပြီးတော့ကိုတီးတလောက်ပြန်ပြီး sharing လုပ်ပေးရပါတော့။ဒီချက်ကတော့ဒီကအဲ့တော့ကရခဲ့တယ်။အဲ့နှစ်လပိုင်းကျော်လောက်ကအဲ့အဲ့တော့လုံငယ်နှစ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 ်ခွဲလောက်ကပေါ့နော်။ဒီနှစ်လပိုင်းအကျော်လောက်မှာသူကပုံမှန်ဆိုမြန်မာပြန်ထွက်ရမှာပေါ့နော်။ထွက်ရမယ်၊သွားရမယ်။၃လပိုင်းလောက်ကဖြစ်မယ်။ကျေဦးအဲ့ကတော့အဲ့ဒီသူ့ရဲ့ semester ကစတာလေ။၃လပိုင်းလောက်မှာစတာ။ပြီးတော့အဲ့ဒီ winter မှာလည်းစတာရှိတယ်။အဲ့အောက်စပီဒိုနဲ့ဆက်လည်းနည်းနည်းဝေးသွားရဆုံးအဲ့တော့ကအောက်တိုဘာလစက်တင်ဘာလမသိဘူးအဲ့ချိန်လောက်မှာစရတဲ့ချိန်ရှိရပေါ့နော်ဒါတော့ကိုယ်တိုင်းပဲရှာကြည့်ပါနော် အဲ့တော့ကျေးဒီမှာပြပြရင်းမှာပေါ့နော်အဲ့တော့ဒါဆိုရင်သူ့ရဲ့ out speed တုန်းရှိရဲ့ဒါဆို yes baby band ဆိုတာကျ apply လုပ်တာပေါ့နော်အခုဒီမှာဆို apply လုပ်လို့ရတယ်အခု apply လုပ်လို့ရတယ်ဒါဆို fresh fruit က fresh fruit and mine ကပေါ့နော် flaker နဲ့ပတ်သက်တဲ့ out speed တုန်းအဲ့တော့သူဒီမှာဆိုရင်သူ ဟိုသူတို့အကြောင်းကိုသူတို့ဒီမှာရေးထားရပေါ့နော်အဲရေးထားရဆက်ရှိဖြစ်ဖြစ်အဲတော့ရေးထားရပြီးတော့ဒီဘက်မှာ off iron blink ပေါ့နော်ဒီမှာအတူချုံကြည့်မယ်ဆိုရင်တော့ begin စတင်မယ်ချိန်က2025လေးလပိုင်းတရက်နေ့ဟုတ်ပြီအဲဆို april အစဆိုသူတို့စတာပေါ့နော်ဒီမှာဆိုဒီဟာ april လအစမှာစတာအဲဆို april လောက်မှာစတာပေါ့နော်အဲတော့ကျော် begin april မှာကျော်သူတို့စမယ်လေးလပိုင်းတရက်နေ့ဆိုတော့ wait ကျော်အခု၄လပိုင်း၂ရက်နေ့ဖြစ်နေပြီဒီ video ရိုက်တာအဲတော့ဒီ video ရိုက်တာတော့၄လပိုင်း၂ရက်နေ့ပေါ့နော်အခုကတော့မြန်မာပြည်မှာ အာငလင်နံရောက်ကြရင်နောက်ခဏတနေ့ကြာမှတင်မယ်ပေါ့နော်ဒီဗီဒီယိုကတော့အဲ့တော့ကျွန်တော်ဒီမှာဆိုလေးလပိုင်းတရက်နေမှာစရင်အဲ့လေးလပိုင်းတရက်နေမှာစရင်လေးတချို့တုန်းကအဲ့ဒီတုန်းကပေါ့နော်တချို့တုန်းကအချိန်အင်တာဗျူးဝင်ရတဲ့အချိန်က November လောက်မှာအဲ့တော့လေးလပိုင်းတရက်နေမှာဆိုရင်ပဲသူကလေဆော့ဆော့အင်တာဗျူးခေါ်ရပေါ့နော်ဆော့ဆော့တချို့တုန်းကတချို့က Unity နဲ့ပါခဲ့တာပေါ့နော် Unity ကနေကျုပ်ခေါ်ခဲ့ရခေါ်ခဲ့ရပြတဲ့ကြောင့် Unity က interview မှာကျေပါခဲ့ရ အဲ့တော့လေသူကလေးလောက်ပိုင်းတရားနေဆိုပေမဲ့လည်းချက်မမီတလောက်ဆိုရင်ချက်အင်တာဗျူးဝင်ခဲ့တာပေါ့နော်ခိုဘကအပိုက်ဂေဘာအလုပ်ရှင်နေနဲ့ဝင်ခဲ့တာကနိုဝင်ဘာလအကုန်လောက်မှာချက်မမီတလောက်ဆိုနိုဝင်ဘာလအကုန်လောက်မှာအင်တာဗျူး process ဝင်ရတာအဲ့အင်တာဗျူး process ကတော့သူတို့ unit team မှာတော့သူတို့ရဲ့ process ရသူတို့ရှိမှာပေါ့နော်ဟိုအလုပ်ရှင်ကိုသူတို့ရှောက်တာရပါပြီးတော့ရှိမှာပေါ့ unit team မှာတော့ကျွန်တော်ကပုံမှန်အဖြစ်အဲ့ unit team က native တယောက်ရှိရယ်အဲ့ native တယောက်ရှိရယ်အဲ့ native ကနေပြီးတော့ ရဲ့ရဲ့ language ကိုအရင်သူစကားပြောကြည့်ရပေါ့နော်ဟိုလိုမျိုးတွေပါ test တွေပါစစ်တာမျိုးမဟုတ်ဘူးကျောင်းကနိုင်ဝက်လောက်ပဲဟိုပြောတည်ပြောပေါ့နော်သူမေးတဲ့မေးခွန်းတွေဘာလို့ Germany မှာဒါကိုလုပ်ချင်တာလဲတို့အဲဘယ်လိုမျိုးခက်ခဲရှိမလဲလို့ထင်လဲတို့ပေါ့နော် Swedish Kitten တွေဘာညာကြီးกว่าပေါ့နော်အဲ့လိုမျိုးမေးရ Swedish Kitten တွေမေးရ AD ကိုရောက်လာရင်ဘာအခက်ခဲဖြစ်မလဲလို့ထင်လဲကိုကဒါကိုဘာလို့ရွှေ့ရလဲဒီ flavor ကိုမှဘာလို့ရွှေ့ရလဲဘာလို့ဒီ outfit ကိုလုပ်ချင်တာလဲ ော်နော်အစာရှိပြီဂျာမန်စာကိုပမာလေ့လာရလဲအဲ့လိုမျိုးပေါ့နော်အဲ့လိုဟာလေးပါပဲဟိုအရန်ခက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 ် question တွေတော့မဟုတ်ဘူးပေါ့နော်ဟိုလိုမျိုးကြီးအရန်လေးအလုတ်တဘောရဆိုတာအထက်ဒီချင်းရဲ့အတွက်ကတော့ပေါ်ပေါ်ပါပါပြောတာပူကြီးကောင်းတယ်လို့တော့ထင်တယ်ပေါ်ပေါ်ပါပါလေးပဲပေါ့နော်အဓိကက तू ကသိကျင်တာအဲ့ဒါအဲ့ information တွေကိုသိကျင်တာထက်စာရင်လေအဲ့တော့ unity တော့อ่ะပေါ့နော် unity တော့อ่ะ byte giver တွေနဲ့အလုတ်ရှင်တွေနဲ့မတွေ့ခင်မှာအဲ့ဒီသူတို့ဒီမှာရှိရဲ့ native က make ခဲ့တာက အတိအကျအမြင်ရဆိုရင်တော့ဒါက तू က language ကိုသိချင်လို့မေးရအဲ့တော့ကိုယ့်ရဲ့ language ကိုသိချင်လို့ information ထပ်စာရင်ကိုယ့် language ဘယ်လောက်လောက်ကောင်းကောင်းပြောလဲ तू ပြောတာမှန်တယ်များကိုကဘယ်လောက်လောက်ထင်နားလဲလဲပေါ့နော်အဲ့ဒါကိုသိချင်လို့ तू ကမေးရအာဒီအမြင်ရဆိုရင်တော့အဲ့ညမှာကိုကဟိုလိုကြီးလေးကြောက်ပြီးတော့လုံးမီစာမလို့ပေါ့နော်ပေါ့ပေါ့ပါပဲစကားပြောလို့ရတယ်အဲ့တော့ကပေါ့နော်အဲ့တော့ကတော့တို့ရဲ့ process တာ unity ရဲ့ process ပေါ့နော် unity ရဲ့ process မှာတော့တို့မှာ german native တယောက်ရှိတယ် တော့ကျန်တဲ့နိုင်ဝတ်စကားပြောတယ်။ Okay तू ကြိုက်တယ်ပေါ့နော်။ तू ကြိုက်တယ် language ကြိုက်တယ်ဆိုတဲ့ခါကျတော့ तू ကသူတို့ရွေးထားတဲ့လူတွေတင်ပေးလိုက်တယ်ပေါ့နော်။အဲ့တော့အမှရွေးထားတဲ့လူတွေမဲ့အချိန်မှမသိတော့ဆိုအဲ့ဒီအချိန်တုန်းကအခုနောက်ပိုင်းတော့မသိဘူး။ဆိုတော့အဲ့ဒီအချိန်တုန်းကကြာအဲ့ဒီတုတ်ကလည်းတော်တော်များများတော့ပါသွားပါပြီ။အဲလုံခဲ့ကျန်တဲ့နှစ်၃နှစ်လောက်ကြာနေပြီဖြစ်တဲ့ကြောင့် အဲ့ဒီတော့မှဆိုရင်အယောက်90ကိုသူတို့ရွှေ့လိုက်တယ်ပေါ့နော်အလုံးစကားတင်90ကိုရွှေ့လိုက်ပြီးတော့တော့မှသူတို့ကအလုံးရှင်ဘက်ကိုအဲ့ဒီလူတွေရဲ့အာသူတို့ထက်ပြီးတော့အဲ့90တွေကမှထက်ရွှေ့ရပေါ့နော်ထက်ရွှေ့ပြီးတော့သူတို့ကအလုံးရှင်ဘက်ကိုတင်ပေးလိုက်တာအလုံးရှင်ဘက်ကိုတင်လဲတင်ပေးလိုက်တဲ့အခါမှာအလုံးရှင်ဘက်ကနေပြီးတော့ဟုတ်ပြီဟုတ်ပြီဒီလူဒီလူတွေကိုတော့ကျွန်တော်တို့ရွှေ့မယ်ဆိုပြီးလှုပ်လိုက်တယ်နဲ့လှုပ်လိုက်မှာပေါ့နော်အဲ့လိုမျိုးလှုပ်လိုက်ခါမှာအမကြီးပါသွားတယ်ကျေပါတဲ့အခါမှာလူပမာလအကုန်လောက်မှာကြတော့အလုံးရှင်နဲ့ တစ်ခါပဲအင်တာဗျူးဝင်ရတာအလို့ရှင်လည်းတစ်ခါပဲအင်တာဗျူးဝင်ရတာပေါ့နော်အလို့ရှင်အလို့ရှင်လည်းသူတစ်ခါပြီးတွေ့ရပေါ့နော်တစ်ခါပြီးတွေ့ရအဲ့ပထမဆုံးတစ်ခါမှရမယ်ဟိုကြာမယ်ဆိုရင်ချက်တင်တယ်နိုင်ဘွက်လောက်ဖြစ်လိမ့်မယ်အဲ့လောက်အဲ့ထက်တော့ပုံမကြအောင်ပေါ့နော်နိုင်ဘွက်လောက်တော့ဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့တော့အင်တာဗျူးဝင်ရတယ်ဟို clinic တစ်ခုနဲ့တစ်ခုတော့မတူ clinic တစ်ခုနဲ့တော့မတူပြီးတော့အလို့ရှင်တွေကတစ်ခါပဲတွေ့ရအဲ့တစ်ခါမှရမယ်သူတို့က decision ချတာပေါ့နော် decision ချတယ်သူတို့က အော်ကားလေဟို unit နဲ့ပဲရှောက်ရှောက်တခြားသောကုပ္ပတာကိုပဲရှောက်ရှောက်ပေါ့နော်ကုပ္ပတာကိုလည်းရှောက်လို့ရတယ်အဲ့အတွက်ကြောက်ကြဲဒီမှာဟို website ကို share ပေးထားတာနော်အဲ့တော့ကုပ္ပတာကိုရှောက်လဲရတယ်အဲ့တော့ whatever ပေါ့နော်အဲကြောအဲ့ခါကျတော့အလုပ်ရှင်နဲ့တွေ့ရခါမှာနိုင်ဝက်လောက်ပဲပြောရတာအများဆုံးအဲ့ခါမှာကြီးချဲ့တုံးကကျတော့၃ယောက်ပေါ့နော်၃ယောက်က interview လုပ်တယ်အေးနားစင်ပိုင်းနဲ့ပတ်သက်ပြီးတော့ဗောနော်အေးလွန်ခဲ့တဲ့နှစ်နှစ်ခွဲအဲ့လောက်ကနှစ်နှစ်ခွဲ၃နှစ်လောက်ကအဲနားစင်ပိုင်းနဲ့ပတ်သက်ပြီးတော့သူတို့ interview လုပ်တယ်ဗောနော် interview လုပ်တဲ့အခါမှာ အဲတစ်ဖက်ကလူကကြတော့အမမရေရအနာစင်းကအိမ်နတ်စတီကိုပြန်တင်ပေးတဲ့ဆရာပေါ့နော်အဲကျန်တဲ့နှစ်ယောက်ကကြတော့ဒီအိမ် hospital မှာပဲဆေးရုံမှာပဲလုပ်လုပ်တာပေါ့နော် department တော့မတူဘူးအဲ့တော့မတူဘူးပေါ့နော်တယောက်တစ်မျိုးစီတယောက် department တယောက်စီနဲ့စာတင်ပေးတဲ့ဆရာတို့ကအဲ့လိုပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးအဲဒီကြော်မှာ interview မေးရမေးတာတွေကတော့ကျတော့ခုနပြောလို့ပေါ့နော် shrish kaitan တွေကိုယ်ရဲ့ shrish kaitan တွေမေးတယ် အဓိကလုံနိုင်မှာလားပေါ့နော်စေးရုံမှာရောက်တဲ့အခါကျဒါ general office တစေးရုံလို့ပါတော့မှာလုတ်တဲ့အခါကျရင်လေကိုယ်အတွက် challenge ဖြစ်စေမယ့်အရာတွေကိုဘာလို့ထင်လဲလို့နော်အဲ့တော့သူရဲ့ဒီ comment ဖြစ်တဲ့ question ကြီးပေါ့နော်ဒါတွေပဲမေးရပါဟို ကိုယ့်အတွက်ဘယ်ရား challenge ဖြစ်စီမှာလဲ Germany line ကိုယ့်အတွက်ပထမကိုယ့်ရဲ့ risk ခိုက်ထန်းကဘာဖြစ်မှာလဲဘာလို့ဒါကိုရွေးရလဲဟိုလုံနိုင်မယ်လို့ထင်လားဗောနော်ဟိုဒါကခက်ခဲမှာလုံနိုင်မယ်လို့ထင်လားဘာညာဗောနော်အဲ့လိုမျိုးမေးရနိုင်ဝက်ကြွားပါဗောနော်အဲ့တော့အဲ့မှာပဲအဲ့တစ်ခါပဲသူတို့မေးရဲတစ်ခါပဲ interview ရဲဗောနော်တစ်ခါပဲ interview ပြီးရာနဲ့ maybe 10ရက်လောက်ဗောနော်တပတ်ဆက်ရလောက်ဆောင်ရတယ်တပတ်ဆက်ရလောက်ဆောင်ပြီးရဲ့အခါမှာပဲချက်ချင်းပဲသူတို့ရွေးခံရရဲ့ပေါ့နော်ရွေးခံရရဲ့ ပါသွားရေးပေါ့နော်ပါသွားရေးအဲ့တော့ဒီဇင်ဘာလလောက်မှပြန်တည်ရအောင်အနုဘမလာအကုန်လုံးမှာ interview ဝင်တာဆိုတော့အဲ့ဒီနောက်ထပ်တစ်ပတ်လောက်အကြာမှာပဲတစ်ပတ်လား၁၀ရက်လားပေါ့နော်အလောက်လောက်အကြာမှာပဲအပါသွားပြီးဝင်သွားပြီးပေါ့နော်အဲအဲ့တော့ဂျာမနီသွားမယ်ဆိုရင်နှစ်လပိုင်းအကုန်လောက်မှသွားရမယ်သုံးလပိုင်းနှစ်လပိုင်းအကုန်မှသွားရမယ်ပေါ့နော်နှစ်ပိုင်းကုန်မှသွားရမယ်ဆိုပြီးချက်ချင်းအိတ်တုံးကဘညာပေါ့နော် passport ပြီးပါကြဗီဇာပြီးပေါ့နော်အဲ့ဒါစပြီးတော့သူတို့ဘက်ကအကုန်လုပ်ပြီးရေပေါ့နော်အဲ့ဒါတော့ကျ experience မှာ အဲ့တော့ခုနရုပ်သားကိုပြန်သွားရအောင်ပေါ့နော်အဲ့တော့ခုနကပြောသလို interview process ကကြတော့ကြာတာကဟိုနိုင်ဝက်လောက်ပဲကြာတာအဲ့အလုပ်ရှင်နဲ့တွေ့ရခါကြာရင်တစ်ခါပဲပေါ့နော်တခြား experience ရဆိုရင်တော့ experience ရဆိုရင်တော့တစ်ခါပဲအလုပ်ရှင်နဲ့တွေ့ပြီးတော့တစ်ခါတည်းမှသူတို့ကြိုက်တယ်ဆိုပါသွားပဲအဲ့တော့ပါသွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပါအဲ့တော့ကျုပ်ဒီမှာကြည့်ကြည့်အောင်ပေါ့နော်ကိုက website မှာလည်းဝင်လျှောက်လို့ရတယ်ကိုယ်တိုင်ဝင်လျှောက်လို့ရတယ်ပေါ့နော်အဲ့တော့ကျုပ်ဒီမှာဆိုရင်ဒီ flicker ဆိုရင် အဲ့တော့ begin စတင်တာ၄လပိုင်းတရနေ2025မှာစရတယ်ပေါ့နော်အဲ့တော့၄လပိုင်းအတုပ်ရှိမယ်အဲ၄လပိုင်းအဖွဲရှိရဲ့ပြီးရင်အဲ့ဒီဆောင်းနှင်းပေါ့နော်ဆောင်းနှင်းစေ10လပိုင်းလား9လပိုင်းလားမသိဘူးအဲ့မှာတတုပ်ရှိရဲ့ကျဲလဲမိသွားလို့အဲ့တော့အဲ့ဒီမှာတတုပ်ရှိရဲ့ပေါ့နော်အဲ့ဒီချိန်မှာစရတဲ့အတန်းရှိရဲ့သူကတစ်နှစ်ကိုနှစ်ကြိမ်စရအကြောင်းနေလို့ပဲပေါ့နော် semester ရစတယ်လို့ပဲအဲ့တော့ဒီမှာ behavior mon fresh ကကြာ fresh ဆိုတာ deadline ပေါ့နော်အဲ့တော့ deadline ကကြာတော့ဆိုပြီးဒီမှာ deadline ဆိုပြီးသူပေးထားရဲ့ fresh ဆိုရင်အဲ့မှာ deadline မှာကိုယ်သွားကြည့်လို့ရရဲ့အကြိမ် deadline တွေပါရှိရင်ပေါ့နော် အာပြီးတော့ကျွန်တော်ဒီမှာ search တဖြစ်ပေါ့နော်လိုအပ်တဲ့ဘာညာတာမှာ dower ကြာမြင့်တဲ့အချိန်ဆို3နှစ်ကြာမယ်ပေါ့နော်အဲ့တော့အလုတ်ကန်ရတော့ဘယ်အလုတ်ကန်ပေါ့နော်ဒါယူသူပေးထားတယ်အဲ့တော့ဒီမှာကိုကဖတ်ကြည့်လို့ရတယ်ဟိုဖတ်ကြည့်လို့ရတယ်ပေါ့နော်အကယ်၍ကိုကဒီမှာဒါကိုဖတ်လို့တိတ်ပြီးတော့ဟိုနားမလည်သေးဘူးဆိုရင်တော့ကိုယ့်ရဲ့ language ကိုနည်းနည်းထပ်ပြီးတော့ ပါစိုက်ဖို့လိုရယ်ပေါ့နော်ဘောက်လစ်ဆိုဟိုမှာကျတို့သွားတဲ့ခါကျရင်ဂျာမန်လိုပဲပြောရမှာဖြစ်ရကြောင်းဂျာမန်လိုပဲပြောရမှာဂျာမန်လိုပဲရေးရမှာပေါ့ဒီမှာ yes paper ပါပေါ့နော် apply now ဆိုရဟောင်းနှိပ်ပြီးတော့ရှောက်လိုက်အောင်မယ် CV လိုတယ် CV လိုတယ်ဒီချိန်တုန်းကတော့ CV ထည့်ရတယ်အဟောင်းကျုပ်ထည့်ရတယ် um အဲ့ဒါမျိုးရှိပါမယ်ပြီးတော့ရင်နောက်ထပ်တစ်ခုကကြတော့ဟို ောက်စပီဒုံတော်တော်များများတော့လေခုနောက်ပိုင်းမှာအဲ့ဂျေရုတော်ကတော့ဂျေရုယူနီတင်းမှာတော့ကကြတော့သူတို့ကများတော့အဖြစ်ပေါ့နော်အဲ့ဒီဒီလိုမျိုးနည်းနည်းဘွေရပြီးရသူတွေဆိုရင်တော့သူတို့ပို့သဘောကြရပေါ့နော်အဲ့ဘွေရပြီးရတို့ဘာလို့ပေါ့နော်အာဘွေရပြီးရတို့ဘာလို့ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေရဘာမှတော့ဟိုကိစ္စကြီးမရှိတော့ဟိုဘာဘဏ္ဍနှစ်ပါညာပေါ့နော်အဲ့တော့အဲ့ဒါလေးရောရှိရဟုတ်ပေါ့နော်အဲ့တော့အဲ့လုံကကျမမရရတော့ အာစကန်ယာပေါ့နော်စကန်ယာလောက်ပဲပြီးတည်းရဲ့ကျောင်းသူတွေကိုတော့အာနောက်ထပ်အတခုထည့်လိုက်တယ်ပေါ့နော်အဲ့တော့ဂျယ်ဘူးနဲ့အတူတူသူကဖြီလို့မရလို့ဆိုလို့သူတို့တော့နောက်ထပ်တစ်ခုထည့်လိုက်တယ်အဲ့လိုရောရှိတယ်အဲ့အဲ့ဒါကတော့တခုတော့ရှိရပေါ့နော်အဲ့တုန်းကတော့စကန်ယာပဲပြီးတည်းရဲ့ဂျူနီယာအာပေါ့နော်ကိုထငယ်တဲ့သူတွေပါတယ်ပေါ့နော်ကိုထငယ်တဲ့သူတွေကိုတော့ကိုရင်းနဲ့အတူတူအင်တာဗျူးလည်းမထည့်ပဲနဲ့နောက်ထပ်အင်တာဗျူးမှထည့်လိုက်တယ် တက်ငယ်ဒီလို့ဆိုပြီးတော့ဗောနော်အဲ့တခုတော့ရှိရဟိုလိုလုံးဝရရှောက်လို့မရတော့မဟုတ်ဘူးအောက်စပီဒ်တော့နည်းနည်းရွေးသွားတာအဲ့တုန်းကလीအဲ့ဒီနားစင်းပိုင်းမှာတော့ကဗောနော်ဒီချေရူတုံးကဗောနော်ဒါကခုနောက်ပိုင်းပြောင်းလဲရင်တော့မသိဘူးဗောနော်အဲ့ဝင်ပြီးတော့ရှာကြည့်ပါဗောနော်အောက်စပီဒ် .dk မှာဝင် apply လုပ်လိုက်ရုံပဲသူတို့ဘက်ကလည်းစာပြန်ပါတယ် apply လုပ်လဲဒီလည်းတစ်ခါမေးမှုတွေဗောနော်ဒီရုံကကြာတော့ကျဲတီချင်းမိုင်းစိတ်ဝင်တာဖြစ်ရဲကြောင်မလို့အဲ့ဒီစာတင်တာ ကလေးတွေကိုစာတင်တာနဲ့ဟာလေးတစ်ခုတွေ့လို့အဲ့တော့လုံခဲ့3-4နှစ်လောက်ကတခါမေးဘူးလေချက်ချင်းစာပြန်နေပေါ့နော်ချက်ချင်းစာပြန်ပြီးတော့သူတို့ meeting ဝင်မလား meeting ဝင်မလားဝင် join ဆိုပြီးတော့လာပြောရဲပေါ့နော်အဲ့တော့စာတော့ပြန်မရဲ့ experience ရဆင်းပေါ့နော်အဲ့တော့တခါလေးကြာရင်စာမပြန်ရင်လည်းချက်ဟာလေးလိုက်ပြီးတော့ပို့ကြည့်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဆက်ပြီးတော့ပြောပြမယ်နော်အော်ဆက်ပြီးပြောပြမယ်ဆိုတော့ဒီမှာ language နဲ့ပတ်သက်ပြီးပြောပြပေးမယ်ပေါ့နော် language ဘယ်လောက်လောက်လိုလဲဆိုရင်လေ အဲ့ဒီဒီ out speed တွေနေပါရီကများတော့အဖြစ်ကိုက language ကိုသူတို့တောင်းတာကြတော့သူက B1 certificate ကိုတောင်းတာများတယ်။အဲ့တော့ B1 certificate ကိုတောင်းတာဆိုတော့ B1 ကိုဈေးကူးဖြစ်ရမယ်ပေါ့နော်။ဒါအဲ့တုန်းကလေ German embassy ဘက်ကကိုတင်တာအဲ့တုန်းကမှတ်မှတ်ရရမြန်မာပြည်မှာ covid တွေပါရီဖြစ်ပြီးပေါ့နော်။ covid တွေပါရီလည်းဖြစ်ပြီးမြန်မာပြည်ကလည်းအခြေအနေကသိပ်ပြီးမကောင်းဆိုတော့အဲ့တုန်းကမှတ်မှတ်ရ German embassy ဘက်ကတင်တာရှိရပေါ့နော်။ hey post ကအဲ့တုန်းကကျွန်တော် အာသူတင်ထားတဲ့ qualification တွေမှာဆိုရင်အဲတော့ကတော့နာဆင်အော်ဒီတာတင်ထားပါဘောနော် chairman embassy ဘက်ကနေပြီးတော့အဲသူတို့ C အဆောင် sorry C1 နဲ့ B1 ပေါ့နော် B1 ဟာသူတို့တောင်းနေ B1 ကိုဈေးအကူဖြစ်ရမယ်ပေါ့နော်ဈေးအကူဆိုတော့ very good အရန်ကောင်းရမယ် B1 ကိုအရန်ကောင်းရမယ် B1 ကိုအရန်ကောင်းတဲ့ certificate ရှိထားမယ်ဆိုရင်စပြီးတော့လျှောက်လို့ရပြီပေါ့နော်အဲ့တော့ကိုကအခုမှစပြီးတော့ language ကိုလေ့လာနေတဲ့သူဒါမှမဟုတ်ကိုက B1 level မရောက်သေးဘူးဆိုရင်ကိုက အရင်ဆုံး B1 ကို focus ပြင်လို့ပေါ့နော် B1 ကို focus လုပ်တဲ့အခါမှာလည်းလေတစ်ခါလေးကြာရင် level ကြီးကိုပြီးကျင်စောကြီးနဲ့အဲ့လိုမျိုးကြီးတွားတာမျိုးမဟုတ်ဘဲနဲ့တိတိကျကျတကယ်လေးလားပေါ့နော်တိတိကျကျတကယ်လေးလားဥပမာ B1 တစ်ခုရောက်ဖို့ဆိုကြောင်းနှစ်နဲ့ချီကြာတယ်တကယ်တမ်းကတကယ်တမ်းကပေါ့နော်တကယ်တမ်းက B1 တစ်ခုကိုလေးမလာမယ်ဆိုနှစ်နဲ့ချီတော့ကြာတယ်အဲ့တော့အဲ့နှစ်နဲ့ချီကြာတဲ့စာတစ်ခုကိုကိုကအမြန်သွားချင်တယ်ဆိုရင်ဥပမာထားပါတော့တနည်းနည်းနည်းလောက်စာကိုကိုကဒီလပိုင်းလောက်အတွင်းမှာကိုကလုံနိုင်လားပေါ့နော်အဲ့လောက်လောက်ပမာဏတော့ဒီလပိုင်းလောက်အတွင်းမှာကိုကပြန်ပြီး အကုန်လုံးကိုလေ့လာနိုင်ပြီးတော့ကိုပြီးအသုံးချနိုင်လားကို့မှာအချိန်ရှိလားဗောနောအဓိကတော်တော်များများခုလတော်တော်မှာအလုတ်ကလည်းရှိသေးရဲ့စာလည်းလောက်ရသေးရဲ့အလုတ်တင်နေစာရင်းနေအဲ့လိုမျိုးဆိုကိုကလုံနိုင်လားဗောနောအဲ့ပုံမှာမူတည်ရဲ့အဲ့တော့ပုံမှာဖြစ်ဆိုရင်တော့ပြောချင်တာ B1 လောက်ထိသွားဖို့ဆိုရင်ကိုယ့်ရဲ့လေ့လာပုံမှာမူတည်ရဲ့အချိန်ဆိုတာထက်ဆိုင်ကိုယ့်ရဲ့လေ့လာမှုပုံမူတည်ပြီးတော့အာနှစ် နှစ်နှစ်ထိကြာနေတယ်ပေါ့နော် maybe တစ်နှစ်နှစ်နှစ်လောက်ထိကြာလို့နိုင်တယ်ဒါကိုကမြ мян လေးလာလေးလေးပေါ့နော်ဒီမှာကြာတော့ဟာဖြစ်တာထက်ဆိုင်ကိုကကိမြ мян သွားအချက်နဲ့မြ мян ပြီးအောင်လုပ်မယ်ဆိုရင်ကြတော့ကိုနည်းနည်းလောက်စာလောက်တာလည်းမရဘူးပြောရရင်သူများတနည်းနည်းလောက်လောက်ထားရဟာကိုကကြတော့ဒီမှာဟိုပေါ့နော်ကလေးပုံပုံတပုံလောက်အချိန်နဲ့ကိုကမြန်ပြီးချင်တာလားမဟုတ်တော့ဝက်လောက်နဲ့အမြန်ပြီးချင်တာလို့ပါလို့ဆိုရင်ကိုက အလောက်လောက်ပမာဏပေါ့နော်ဒီဒီတစ်နှစ်ဆိုတစ်နှစ်နှစ်နှစ်ဆိုနှစ်နှစ်လောက်စာပမာဏကြီးစာပမာဏဆိုအကြောင်းတစ်နေ့ကုန်ကြီးပါလေးလာတတစ်နေ့ကိုနိုင်ရဲ့အကြာကြီးလေးလာပေါ့နော်အကုန်အကြာကြီးဆိုအကြောင်း focus တေချာလောက်ပြီးတော့လေးလာအချိန်လောက်ထူကိုကိုကအဲ့အလောက်လောက်ပမာဏစာရဲ့အပေါ်တော့ဒီအချိန်လောက်တမကိုကလုံနိုင်လာပေါ့နော်အဲ့ဒါမှမကြည့်ရအဲ့တော့ကျုပ်အဓိကပြောချင်တာကတော့ကျုပ် B1 သွားမယ်ဆိုရင်လည်းပဲကိုကတိတိချာချာစာအုပ်ကြီးညအောင်လုပ်ပါပေါ့နော်အဲ့တော့ဘာလို့လဲဆိုတော့ဟိုစာအုပ်တိတိချာချာမလုပ်ဘဲနဲ့ကျုပ် level pitch စောနေပဲလုံလိုက်တဲ့အခါကျရင် တကယ် B1 လောက်ရောက်တဲ့ခါကျရင်စာရီမကြည့်ဘူးစာရီအကုန်နောက်ကပြန်ကြည့်ရတယ်အဲ့ခါကျရင်ပို့ပြီးတော့ကိုယ့်အတွက်ပင်ပန်းနေပေါ့နော်အဲ့အတွက်ကြောင့်မလို့ပြောတာပါဒီနေရာမှာအာကိုက level သားခါလေးကျရင်စာသေးချာမကြည့်ဘဲနဲ့အ мян ပြီးချင်းဆောင်နေလိုက်တဲ့ခါကျရင် level ရောက်တော့ရောက်သွားတယ်ဒါပေမဲ့တတိတစား foundation ခိုင်တာမျိုးမဟုတ်ဘူးကျို foundation မခိုင်မဲနဲ့ဥပမာကျို့ထားပါတော့အိမ်တလုံးကို foundation မခိုင်မဲနဲ့အိမ်တလုံးကိုဆောက်လိုက်တဲ့ပုံစံမျိုးဖြစ်သွားတာအဲ့အတွက်ကြောင့်မလို့ကိုကပြန်ပြီးလုပ်ရတယ်အဲ့ကိုက B1 B2 လောက်ရောက်သွားတယ်ဒါပေမဲ့လည်း အရှေ့ရစာရမကြည့်ခဲ့ဘူးအပေါ်ရမယ်လို့ခဲ့ကုန်ပြန်လုပ်ကြတယ်အင်္ဂလိပ်လိုက်လို့မရဘူးပေါ့နော် language barrier ကြောင့်ဒါတွေကတော့သုံးမှုပဲပြောရတာအဲ့အတွက်ကြောင့်မလို့အရေးကြီးရဲ့အရေးကြီးအတွက်ကြောင့်မလို့ကိုက B1 လောက်သွားမယ်ဆိုရင် level အာကိုက language level ကဒါဆိုရင်အနည်းဆုံး B1 စာတီးပြရတယ်ပေါ့နော် B1 စာတီးပြရတာဖြစ်တဲ့ကြောင့်မလို့ကိုကအဲ့ဒါတွေအကုန်လုံးတိတိကျကျလုပ်ဖို့လိုရယ်ပေါ့နော်တိတိကျကျလုပ်ဖို့လိုရယ် အာဘောနော်အဲ language အတွက်ကကျတသက်ဗီဒီယိုတစ်ခုလုပ်ပေးပါမယ်။အာ language တော့ကဘယ်လိုလေ့လာလေ့လာလို့ရမှာလဲဘောနော်။အဲ့တော့ခုနကြိုပြောသလိုပဲဒီအာ Auspedon ကသူက B1 စာတီကိုတောင်းနေဘောနော်။ B1 စာတီရပြီဆိုရင်တော့ကိုကစပြီးတော့ try ကြည့်လို့ရတယ်။စပြီးရှောက်ကြည့်လို့ရပြီ။ B1 လောက်ရပြီဆိုရင်လေတော်တော်လေးတော့အဆင်ပြေရဲ့ဘောနော်။အလုပ်တွေပါရှောက်လဲ B1 လောက်ရထားရဲ့ဆိုမဆိုးဘူးဘောနော်။ရှောက်ရတာ တို့ဘက်ကစဉ်းစားရပေါ့နော်ဒါပေမဲ့ကိုကအဲ့ B1 ကို zero good ဖြစ်ဖြစ်ပြီးသွားနေစပြီးတော့အဲ့ B1 ကိုကင်ပြီးတော့ B1 လက်မှတ်ကင်ပြီးတော့ကိုကရှောက်လို့ရပြီ အကယ်၍ကိုက B1 မဟုတ်ဘဲနဲ့ B2 လောက်ရောက်နေပိုကောင်းနေသူတို့ပိုကြိုက်တယ်အဲ B2 လောက်ဆိုရင်သူတို့ကြိုက်နေပြီပေါ့နော်အဲ B2 လောက်ဒီထက်ပိုမြင့်ပိုကြိုက်တယ်ပေါ့နော် C1 တို့ C2 တို့ဆိုရင်တော့ဟိုပြောမနေနဲ့တော့ပေါ့နော်သူတို့ရမ်းကြိုက်တယ်အဲ့တော့ကျတို့ပုံမှန်အဖြစ်ဆိုရင်တော့သူတို့က B2 လောက်ဆိုရင်စပြီးတော့ပိုပြီးကြိုက်တယ် prefer ဖြစ်တယ် B2 ဘာလို့လဲဆိုတော့သူတို့တောင်းထားတဲ့ requirement ကိုပြန်ကြည့်မယ်ဆိုရင် B1 ကို zero good ဖြစ်ရမယ်လို့သူတို့ပြောထားတာ B1 ကို zero good ဖြစ်တဲ့လူတယောက်က B2 လောက်ရောက်နေပြီဆိုတဲ့သဘောပဲပေါ့နော်အဲ B1 ကို zero good နဲ့အောင်ထားတယ်ဆိုတဲ့လူက ဘာလို့လဲဆိုတော့ကျွန်တော် B1 ကိုဇေယကုနဲ့အောင်ဖို့အတွက်က B1.1 နဲ့ B1.2 စာအုပ်လေးနှစ်အုပ်လေးကြည့်အောင်နဲ့ B1 ဇေယကုလုံးဝမဖြစ်ဘူးပေါ့နော်အဲ့တော့ကိုက B1 ဇေယကုဖြစ်ဖို့အတွက်ဆိုတခြားဟာတွေထပ်ပြီးတော့လေ့လာရတယ်ဒီ exam မှာလေးစာ exam မှာအမှတ်ကောင်းမှုဆိုတာကကျွန်တော်အဲ့ဒီ ဟိုအတန်းထဲမှာတင်နေတင်လို့စာအုပ်လေးတအုပ်နှစ်အုပ်လောက်နဲ့မရဘူးပေါ့နော်တအုပ်နှစ်အုပ်လောက်နဲ့မရဘူးကိုကထပ်ပြီးလေးလာရတယ်တခြားစာအုပ်တွေလည်းပဲထပ်ပြီးတော့ကြည်ရတယ်ပေါ့နော်ကြည်ရ YouTube မှာလည်းထပ်ပြီးလေးလာရတယ်ဥပ္ပရှင်တွေလည်းအကုန်ဖြေရတယ်အိမ်မှာဖြေနေနေပဲဟိုစကလုံးအစ်စ်တွေထပ်တိပါညာနဲ့ဆိုတော့တနည်းအားဖြင့်ဆို B1 စီရခုဖြစ်တယ်ဆိုတဲ့သဘောတရားကတော်တော်လေးဆာရနေ B1 ကတော့တော်ကြည်ပြီးတော့ B2 level လောက်ကိုရောက်နေပြီအဲ့လိုပုံစံမျိုးပေါ့နော်အဗီဒီယိုကိုလှမ်းဖို့တော့လုံးဝ ready ဖြစ်နေတာပေါ့နော် ready ဖြစ်နေဆိုတဲ့အဲ့သဘောမျိုးပဲအဲ့တော့ကြောက်သူတို့ဘက်ကတောင်းနေ B1 စီရခုဖြစ်တယ်ဆိုပြီးတောင်းထားဟာကကိုက B1 ကင်ထားလို့ရတယ်အကိထားပါကွာဇေကကူးထုတ်တော့မဖြစ်သွားဘူးအမတ်ကအလောက်တော့မကောင်းပါဘူးပုံမှန်တော့ပဲဆိုလဲကိစ္စတော့မရှိဘူးကိုယ့်ရဲ့ SRT နဲ့ကိုယ်ကရှောက်လို့ရတယ်ပြောတဲ့အချိန်မှာတို့ကအဓိကအာ expression ပေါ့နော်စကားပြောရတာဒီချက်တုန်းကတော့ဒါ expression ပဲပေါ့နော်အဲ့တော့ expression ပဲပြောရတာ interview ဆိုတော့လေအဲ့လိုမျိုး expression ပြောတဲ့အခါမှာကိုယ် speaking ကောင်းနေဖို့လိုရပေါ့နော်အများအား speaking လေးကိုအိမ်မှာလေ့ကျင့်ကြည့်ပေါ့နော် speaking လေးကိုအိမ်မှာလေ့ကျင့်ကြည့် B1 လောက်ရပြီဆိုကိုယ်ကရှောက်လို့ရပြီပြီးတော့ရင်ကိုယ်ကအချိန်ရရဆိုရင်ရှောက်နေရင်းနဲ့ ဟိုကိုကမှန်းလို့ရတယ်သူတို့ကတစ်နှစ်ကိုနှစ်ချိန်စတာဆိုလေ semester စတာဆိုတော့ကိုကမှန်းလို့ရတယ်ဘယ်ချိန်လောက်ဆိုရင်တော့ဟာကိုကရှောက်ရတော့မယ်ပေါ့အာမှန်းပြီးတော့ကို speaking ကိုလည်းကောင်းအောင်လုပ်ပေါ့နော်ကောင်းအောင်လုပ်ပြီးတော့ဟိုဘက်မှာဆိုရင် ကိုကရှောက်လို့ရပြီတဖက်မှာရှောက်ပြီးတော့ B2 တွေပါတယ်ကိုကဆက်တက်ပေါ့နော်အဲ့တော့ B2 တွေပါတယ်ကိုကဆက်တက်ရင်လည်းပြီးသွားတဲ့ခါရင်သူတို့ပို့ကြိုက်တာပေါ့နော်အဲ့လိုမျိုးလေးကြုံဟိုကဖြစ်လို့ရတယ်ဆာမေဘွဲဖြေရတယ်ပါရတော့ guilty အခြေချုံမှာဖြေလို့ရတယ်ပေါ့နော်အေးဆာမေဘွဲနဲ့ဆာမေဘွဲရဲ့ပြင်ဆင်ပုံတွေစာလုပ်ပုံတွေ level တက်အောင်စာလုပ်ပုံတွေကကျတော့ video တသက်တစ်ခုလုပ်ပြီးတော့ပြပြရုံပဲပေါ့နော်ဒီမှာတော့နည်းနည်းကြာနေပြီဖြစ်တဲ့အတွက်ကြောင့်လေအဲ့တော့ဟိုသူကခုနကပြောသလိုပဲ language level တအားအရေးကြီးရယ် language ကောင်းရင်ပါဖို့များတယ်ပေါ့နော်။တင်နေရဆရာမပေါ့နော်။ကိုတင်နေဆရာမဘာညာဆိုလဲကိုကစာမသိရရှင်သွားမေးပေါ့နော်။စာမသိရရှင်အများနဲ့သွားမေးပေါ့နော်။ဟိုလိုမျိုးအဲကျွန်မမေးရတာပါမျိုးမဟုတ်ပဲနဲ့လေ။ကိုကဟိုဘယ်လေဘယ်ပဲရောက်သွားရောက်သွားခုနပြောသူအရန်အရေးကြီးရဲ့။ A1 စာကိုမကျင်ရင်လည်း A2 လာရောက်သွားတယ်။ A1 စာပြန်လောက်ရမှာပဲမကျေဘူးဆိုရင်အဲ့ grammar မကျေဘူးဆိုပြန်လေ့လာရမှာပဲ။ဒီကအင်ကနောလုပ်လိုက်လို့မရအောင်။အဲ့တော့ကြောင့်မလို့ကိုတင်နေဆရာဆရာမရှိနေလေ။အဲဆရာဆရာမကိုမသိရရှင်အမြဲပြန်ပြန်ပြီးတော့မေးပေါ့နော်။စာမသိရရှင်။ စာမေးလို့ဆိုရဆရာမတော့မရှိပါဘူးလေနော်အဲ့တော့ခုနပြန်တော့ရအောင်အဲ့တော့ B1 ဟာပေါ့နော် B1 စာတီကိုရပြီဆိုတာနဲ့ကိုက B1 စာတီမှာအမကောင်းသည့်ရှိသေးမကောင်းသည့်ရှိသေးစပြီးတော့စာ try လို့ရပါပြီစာပြီးရှောက်လို့ရပါပြီအဲ့ပြီးရင် B1 ရပြီးတော့ရပြီဆိုရင် B1 စာတီ Coding Institute ကိုပေါအောင်ပါပေါ့နော်နိုင်ငံတိုင်းမှာရှိရဖြည့်လို့ရတယ်အဲ့မှာရပြီးတော့ရပြီဆိုရင် B2 ကိုဆက်ပြီးတော့တက်ဆက်ပြီးတော့လေ့လာပါတော့တင်တန်းနေရှင်လဲတင်တန်းနေတက်တင်တန်းနေမရှိဘူးဆိုရင်လဲ ကိုယ်တိုင်လိလာပေါ့နော်ဟိုကိုကလေ B1 လောက်ရောက်သွားပြီဆိုရင်အဲ့ B2 တို့ C1 တို့ကစီဝ B2 တို့ C1 C2 တို့ကတင်တန်းတက်မှာမဟုတ်ဘူးပေါ့နော်တကယ်တမ်းကကိုယ်တိုင်လဲလိလာလို့ရတယ်တကယ်တမ်းကနိအဲ့ဒါအဲ့ဒါတခုပေါ့နော်ဟိုအတန်းမတက်ရလို့ level မတက်သွားဘူးဆိုတာမျိုးမရှိဘူးပေါ့နော် အဲ့တော့အဲ့ဒါပါပဲအဓိကတော့ B1 ဂျမင်းချိန်ကတော့ခုနကပြောသလိုပဲဂျမင်းချိန်ကတော့ចောင်းသားတယောက်နဲ့တယောက်ရဲ့စာလေးလာနိုင်ပုံစာလေးလာနိုင်တဲ့ပုံစံပင်စာလေးလာတဲ့နှုံပေါ့เนาะအဲ့ပုံမူတည်ပြီးတော့တယောက်နဲ့တယောက်တော့ဒီမှာမဟုတ်ဘူးပုံမှားဖြစ်တော့ B1 လောက်ပြီးဖို့ဆိုရင်ကိုလေးလာရဲ့အတန်လည်းမူတည်ရပေါ့เนาะကိုကဘယ်အတန်တက်နေရလဲ intensive လား general လားအဲ general ဆိုရင်ဘယ်လိုတင်တာလဲ intensive ဆိုဘယ်လိုတင်တာလဲဘာလို့လဲဆိုတော့ကျဟုတ်ပေါ့เนาะတင်နဲ့တင်ယူကဘာတင်ယူနဲ့တင်တာလဲကိုတင်နဲ့တင်တမ်းမှာလေ ဒါဟိုဘယ်နိုင်ငံမှာပဲတက်တက်ပေါ့เนาะအခုဆိုရင်ဟိုအများကြီးပဲလေနိုင်ငံပေါင်းစုံကနေပြီးတော့လိလာလေအဲ့တော့အခါကျရင်အေးရတင်တန်းကိုတက်နေတဲ့တင်တန်းပေါ့เนาะတင်တန်းမှာဘယ်တင်ရိုးနဲ့တင်တာလဲဘာလို့အဲ့ဒါအရန်ရေးကြည့်ရနော်အဲ့တင်ရိုးတွေကကြောက်အရန်ရေးကြည့်ရဘယ်တင်ရိုးနဲ့တင်နေရလဲကိုကဘယ်တင်ရိုးကြီးကင်ပြီးလိလာနေရလဲကိုကဘာရိုးထက်လိလာနေလဲအဲ့ဒါဒါရေးကြည့်ရဟို level ပြီးဖို့ကရေးကြည့်ရမဟုတ်ဘူး level တစ်ခုမှာပါတဲ့ဘယ်တင်ရိုးနဲ့တင်တာလဲဘယ်တင်ငန်းစာတွေပါတာလဲကိုကဘယ်လောက်လောက်ထိအဲ့ level တစ်ခုမှာလိလာခဲ့လဲအဲ့ဒါရေးကြည့်ရ ဟိုဒီတင်တန်းပြီးလို့ certificate ရသွားတာအရေးမကြီးဘူးပေါ့နော်အဲအဓိကကိုပါလေးလာခဲ့လေအရေးကြီးတာပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါကိုက B1 ဆို B1 ပေါ့နော်အဲ့ဒါလေးကျွန်တော်လေးလာပြီးတော့ကိုစာတီးရပြီဆိုရင်အာစာတီးရပြီဆိုရင်အဲလိုက်လျှောက်လို့ရပြီပေါ့နော်လိုက်လျှောက်လို့ရပြီပြီးရင်ကိုကထက်လေးလာပေါ့နော် B2 လောက်ရအောင်သူကသဘောကျတယ်ဘာလို့ဆိုတော့ကျအဲ့ဒီတော့ကပြောခဲ့ native ကိုရိုင်းကသူတို့ပြောတယ်ဟိုလာလျှောက်တဲ့သူတွေဆိုရင်ねဟို B2 လောက်ရောက်နေသူတို့ဘက်ကအရင်သဘောကျတယ်ပေါ့နော် B2 လောက်ရောက်နေဆိုတော့ B2 လောက်ပြီးထားတဲ့သူတွေအနည်းဆုံး B2 လောက်ပြီးထားတဲ့သူတွေမှာသူတို့ကသဘောကျတာပေါ့အလိုမျိုးဆိုပြီးတော့ ဟိုသူတို့ကိုယ်တိုင်ကပြောတာဖြစ်တဲ့ကြောင်မလို့ဒါပြန်ပြီးတော့ sharing ပြရပါဘောနော်အဲ့တော့ဟို B2 ရောက်မှဆိုပြီးတော့လည်းမလျှောက်စရာမလိုဘူးပေါ့နော်ဒါ B1 စတီရပြီဆိုတာနဲ့ခုနပြောသူပဲဒါ B2 ကို ready ဖြစ်နေရဆိုတဲ့သဘောတရားပဲဒါမှမဟုတ် B2 ရောက်နေတဲ့သူတွေလည်းရှိရယ် B1 စတီရပြီးတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့လျှောက်လို့ရပါတယ်နော်တချို့ဆိုရှိရယ်လေးစတီမရှိသေးရဟို B1 လောက်ရောက်နေပြီးတော့ဟာတကယ်တမ်း B2 C1 လောက်ရောက်နေရ B2 C1 C2 လောက်ရောက်နေရ level တွေလည်းရှိရယ်အတိအထဲမှာပေါ့နော် အဲ့တော့ဒါလေးပါပဲเนาะဒီနေ့ဗီဒီယိုလေးမှာတော့ဒါလေးဆိုရင်တော့တော်တော်လေးရောဟိုပါဖြစ်သွားမယ်လို့ထင်ပါတယ်တခြားသိကျင်နိုင်ရှင်လဲ YouTube ဗီဒီယိုအောက်မှာအာ comment ထဲမှာရှင်းထားလို့ရပါတယ်ပေါ့เนาะအာကျဲတော့ဒီချက် experience လေးကိုပြောပြရပါအာတခြားလဲအာစင်ပြေမယ်လို့တော့ထင်ပါတယ်ပေါ့เนาะအဲ့တော့ auspital ကတော့ခုနကပြောသလို၃နှစ်လောက်ထိတော့ကြာတယ်တချို့ auspital တွေဆို၄နှစ်လောက်ထိကြာလဲရှိရပေါ့เนาะဒါတော့ကျဲ live share နဲ့တွေ့ခဲ့တာအဲ့ဟိုတစ်ခေါက်ကကျဲရှိရပြောသလိုလေ edition mind နဲ့ကျဲတခု share တော့က၄နှစ်လောက်ကြာတယ်သူ auspital ကကြာခလေးလေးကိုတင်တာပေါ့เนาะအဲ့တော့အဲ့ဒါလေးရှိပါတယ် အဲ့ဒါရှိရဲ့ကျွန်တော်၃နှစ်လောက်ကြာတာကြီးလည်းရှိရဲ့တခြား hospital နဲ့အဓိကတော့ language ပဲဒီချက်အမြင်ရဆိုရင်တော့ language ပဲ language ကောင်းတဲ့လူပတ်သက်ပြကုန်ပါတယ်။အဲ့လိုမှဆိုလဲကျွန်တော်လျှောက်တော့ကျွန်တော်တငယ်ချင်းတွေပေါ့နော်အေးဒီ German ဆီယာမလုတ်တဲ့သူတွေကြီးပဲအဲ German ဆီယာမလုတ်တဲ့သူတွေကြီးပဲအကုန်လုံးပါသွားရပေါ့နော်အဲ့တော့အဓိကပြီးတော့ language ကောင်းနေတဲ့သူတွေအကုန်လုံးနေပါပါတယ်။တင် B1 စာတီရပြီဆိုတော့လည်းလျှောက်လို့ရပါတယ်။ B1 စာတီတစ်ခုဟိုလျှောက်ပြီးရပြီးတော့အဲ B1 စာတီတစ်ခုရပြီးတော့လျှောက်ပြီးတော့လည်းပါသွားတဲ့သူတွေရှိရဲပေါ့နော်ဒီမြန်မာပြည်မှာပေါ့နော်အဲ B1 စာတီ ပြပြီးတော့ပါသွားတူရှိတယ်။အဲ့တော့ကိုယ့်ရဲ့ scale ကိုမြင့်နေဖို့လိုအပ်တယ်။ဟိုဂျာမန်လိုပြောပြီးတော့အလုပ်လုပ်ရမယ်နေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ဂျာမန်သား scale ကတအားကြီးကြီးပေါ့နော်။ကျန်တာကတော့အလုပ်လုပ်ရင်လည်းလီလာဝိုင်းရင်တော့ရတယ်သူတို့လည်းသင်ပေးမှာ။အဓိကတော့ကိုယ့်ရဲ့ language level ကောင်းနေရင်တော့ပါဖို့များတယ်။အဲ့တော့ Outbound ရောက်ဖို့ပါလို့ရမလဲဆိုရင်တော့ language လောက်ရမှာပေါ့နော်။အဲ့တော့ language ကအဓိကပါ။ အရာလေးတစ်ခုရှိပါမယ်ပေါ့နော်အဲ့တော့ဒါကတော့ကျေတိတလောက် share လုပ်တာပါအဲ့တော့တခြားကိုယ်ပိုင်လျှောက်ချင် ospital.day ဆိုတဲ့ website မှာသွားပြီးတော့လျှောက်ပါပေါ့နော်အဲ့ဒီမှာလျှောက်လို့ရပါတယ်ပေါ့နော်အာဒီနေ့အတွက်ဒီ video ကတော့ဒီလောက်ပါပဲပေါ့နော် language နဲ့ပတ်သက်ပြီးတော့လေ့လာလို့ရမယ့် video လဲတစ်သက်တစ်ခုထပ်ပြီးတော့တင်ပေးပါမယ်ပေါ့အားလုံးပဲအားဆုံးကျေးဇူးပါ